အဖေများနေ့ကအမှတ်တရကတော့အဲတကယ်ကိုအဖေရင်းကိုအဲ့လိုမျိုးအဖေလို့ခေါ်ခွင့်မရ17နှစ်လောက်ရှိပြီပေါ့အဲအဲ့ဒါတော့အမှတ်တရပါပဲခုနဒီလိုလာရလမ်းမှာဖုန်းလေးသုံးလိုက်တဲ့အခါမှာအဖေများနေ့ဆိုတာတည်ရတဲ့အတွက် အမ်ရှိစေချင်တာပေါ့နော်ရှိစေချင်တယ်ပြီးတော့ကိုဒီလိုမျိုးအဲသူ့သမီးလေးဒီလိုမျိုးလေးဖြစ်နေတာကိုလည်းအဲ့လိုမျိုးလေးမြင်စေချင်တယ်ကျောင်းမိသားစုကကြတော့အဲ့လိုမျိုးဟိုအရင်မီးကိုအရင်နှွေးထွေးတဲ့မိသားစုတွေမှာပါတယ်ဖေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့ဟိုတခုခုလေးအမောကမမရဲ့ဖနက်လေးလှလှလေးမြင်နေဆိုလို့ရှိရင်သူ့သမီးကအရင်အလှကြိုက်တာဆိုဖနက်လှလှလေးမြင်တာဆာသူ့သမီးကိုလို့ဝေပေးချင်တယ်ဝစ်စီချင်တဲ့စိတ်မျိုးရှိရဲ့အခုချိန်ဒီမျိုးလုံးထဲမှာအဖေပုံရိပ်တွေ ဟိုဘာကြီးကလုံးဝမမေ့သေးဘူးမနိုင်ပြောရရင်အဖေအနန်းအဆာရှာလုံးဝမမေ့သေးဘူးအဲအဖေမျက်နှာလေးတွေလို့ရီလိုက်ရင် ဖြစ်သွားရဲ့မျက်နှာလေးတွေတို့ပျော်သွားရင် ဖြစ်သွားရဲ့မျက်နှာလေးစိတ်တူရဲအခြေဖြစ်သွားရဲ့မျက်နှာလေးအဲ့ movement တွေအကုန်လုံးတစ်ခုမှမမေ့သေးဘူးအဖေများနေ့ကအမှတ်တရကတော့အဲတကယ်ကိုအဖေရင်းကိုအဲ့လိုမျိုးအဖေလို့ခေါ်ခွင့်မရ17နှစ်လောက်ရှိပြီပေါ့အဲအဲ့ဒါတော့အမှတ်တရပါပဲဟိုပါပေါ့ဖေဖေကလွန်ခဲ့တဲ့17နှစ်လောက်ကြာဆုံးသွားပြီလေအဲဆိုတော့ ဟုတ်ကဲ့အဖေတို့ခေါ်ခဲ့ရှိပါပါအမှန်တမ်းပြောရင်ဒီနေ့ကအဖေများနေ့ဆိုတာကိုမနက်ကထိမသိသေးဘူးမနက်ကထိမသိသေးဘူးဆိုတော့ဖုန်းလဲတိတ်ချာမသုံးပြတာနဲ့မသိသေးဘူးဒါပေမဲ့အဲ့လိုမျိုးခုနကဒီလိုလာရလာမှာဖုန်းလေးသုံးလိုက်တဲ့အခါမှာအဖေများနေ့ဆိုတာသိရတဲ့အတွက်အမ်ရှိစေချင်တာပေါ့နော်ရှိစေချင်တယ်ပြီးတော့ကိုဒီလိုမျိုးအဲသူ့သမီးလေးဒီလိုမျိုးလေးဖြစ်နေတာကိုလည်းအဲ့လိုမျိုးလေးမြင်စေချင်တယ်သူမြင်လို့ရှိရင်လည်းအရန်ဝမ်းတာမယ်ဆိုတာကိုယုံနေတယ် ဆိုတော့အဲ့လိုမျိုးအနားမှာရှိချင်တယ်ပြီးတော့ကိုယ့်ရဲ့အဲ့လိုကိုယ့်ရဲ့အဖေအရင်ကအဲ့လိုမျိုးပေါ့နော်အဖေတို့ခေါ်ခွင့်မရလဲတော်တော်ကြာရေးပေါ့နော်ကျောင်းမိသားစုကကြတော့အဲ့လိုမျိုးဟိုအရင်မီးကိုအရင်နှွေးထွေးတဲ့မိသားစုတွေမှာပါတယ်ဟိုဘသူဘာလောက်လောက်ကိုဘာလောက်သူသူဘာလောက်လောက်အဲ့လိုမျိုးကိုကလည်းရှားဆိုရင်လည်းကို့အဖေကိုအဲ့လိုရှိန်နေရမျိုးတွေမပြောရရမျိုးတွေအဲ့လိုမျိုးတွေလုံးဝမရှိခဲ့ဘူးအအဖေနဲ့ရှားဦးနဲ့ relationship ကအရန်နှွေးထွေးတယ်အရန်လည်းပုတ်ပွန့်လင်းလင်းရှိရယ်အပြီးတော့နောက်တစ်ခုကကြတော့ဘယ်လိုပြောမလဲ အဖေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့ဟိုတခုခုလေးအမောကမမရဲ့ဖနှက်လေးလှလှလေးမြင်တယ်ဆိုလို့ရှိရင်သူ့သမီးကအရင်အလှကြိုက်တာဆိုဖနှက်လှလှလေးမြင်တာဆာသူ့သမီးကိုလို့ဝေပေးချင်တယ်ဝစ်စီချင်တဲ့စိတ်မျိုးရှိရဲ့အဲအင်ကြီးလှလှလေးမြင်အဲဒါလေးငါသမီးအတွက်ဖေဖေနောက်ခါကျရင်ပြန်လာဝယ်ခဲ့မယ်ဆိုတဲ့ဟာမျိုးလေးတွေပေါ့နော်လို့အင်ကြီးလှလှလေးဖနှက်လှလှလေးမြင်အဲ့လိုသူ့သမီးဝစ်စီချင်တဲ့စိတ်စေတနာလည်းရှိရဲ့အဲ့တော့ခါကျတော့အဲရှာဒီလိုမျိုးအခြေအနေမျိုးရောက်နေတာကိုသူမြင်လို့ရှင့်လဲတအားဝမ်းသာမယ်လို့ထင်တယ် ဖေဖေအတွက်ကိုအဲ့လိုမျိုးရှားကြလို့တီးတန့်ကြီးတီးတန့်ကြီးဆိုပြီးတော့ရည်စူးခဲ့တာမျိုးတော့မရှိဘူးဒါပေမဲ့ရှားဘာပဲလှုပ်လှုပ်အလှပဲလှုပ်လှုပ်ဒါပေါ့တကွကွပဲစွန်ကက်ကက်ဖြစ်ဖြစ်အလှတတိလေးပဲလှုပ်လှုပ်အလှကြီးကြီးကြီးပဲလှုပ်လှုပ်ဘယ်အလှမျိုးမဆိုအဖေအတွက်ဆိုတာပဲအမြဲတမ်းရည်စူးဖြစ်တယ်ခံစားမှုကတော့ဟို17နှစ်တောင်ကြာခဲ့တာဖြစ်တဲ့ဖြစ်ပေမဲ့လည်းပေါ့နော်အဲအခုချိန်ဒီမလုံးနဲ့မှာအဖေပုံရိပ်တွေဟိုဘာကြီးကလုံးဝမမေ့သေးဘူးမှန်တမ်းပြောရရင်အဖေအနံ့အစာရှာလုံးဝမမေ့သေးဘူး အဲအဖေမျက်နာလေးတွေလို့ရီလိုက်ရင်ဖြစ်သွားရဲ့မျက်နာလေးတွေတို့ပျော်သွားရင်ဖြစ်သွားရဲ့မျက်နာလေးစိတ်တူတဲ့အချိန်ဖြစ်သွားရဲ့မျက်နာလေးအဲ movement တွေအကုန်လုံးတစ်ခုမှမမေ့သေးဘူးအဲ့တော့ အရင်တည်းရရပါဖေမင်းနေမှာအခုချိန်အဖေရှိနေသေးရဲ့ဆိုလို့ရှိရင်တော့အဖေဂုံယူရတဲ့သမီးလေးတစ်ယောက်ဖြစ်နေတယ်ဆိုတာမျိုးလည်းပြောပြချင်တယ်ပြီးတော့နောက်တစ်ခုပေါ့နော်အဲကဘာပေါ်မှာဒီအဖေရှိရဲ့သားသမီးရဲ့သားသမီးရိုင်းကိုယ့်ရဲ့အဖေပေါ်ကိုယ့်ရဲ့မိဘအပေါ်ဒီထက်ပိုပြီးတော့အဲကောင်းမွန်ပေးကြပါအဖေကိုချစ်တယ်ဆိုလို့ရှိရင်ချစ်တဲ့အကြောင်းလေးကိုနေ့တိုင်းပြောပေးကြပါ အဲအဲ့လိုမျိုးအရာမျိုးကလေဟိုဘယ်လိုပြောမလဲကိုအဖေကိုမိဘကိုအဲ့လိုချင်းချစ်တဲ့အကြောင်းတွေအဲ့လိုမျိုးပြောပြဖို့ဆိုတာကလေတစုပ်စီတည်းမလွယ်ကူပေါ့နော်ဒါပေမဲ့ဟိုအဲ့ဒါကလည်းမရှိတဲ့အခါကျမှပို့ပြီးတိတာလားကိုအဖေကိုမရှိတော့ဘူးဆုံးရှုံးလိုက်ရပြီဆိုတဲ့အခါမှာငါနောင်တရရလိုက်လေချင်းဆိုတော့ပို့ပြီးတော့ဖြစ်တာအဲ့ဒါကြောင့်မလို့ကိုအဖေတက်ရှိချင်ကြလေးရှိနေတဲ့အချိန်မှာအဖေကိုနေတိုင်းချစ်တယ်လို့ပြောပြကြပါ အဲကုမိဘကိုလည်းမြေရင်ချစ်တယ်လို့ပြောပေးကြပါရှားဆိုလို့ရှိရင်အဲ့ရအမြင်တစ်ခုရှိရဲ့လို့ဆိုဖေဖေဆုံးပြီးသွားတဲ့အခါမှာဟို အသက်ကလည်းစခွန်အစခွန်စခွန်တော့မပြည့်သေးဘူး55 6လောက်ပဲရှိနေသေးရဲ့အခြေအနေဆိုအဲ့ချိန်မှာဆိုရင်ကိုကအဲ့လိုမျိုးဟိုမင်းကလေးလေးမင်းလေးဖြစ်တော့အရင်အဲ့လိုမျိုးဟိုအဖေကိုဆိုရင်စိတ်တူပါပဲတည်ရကွာသူဝယ်ပေးခြင်းအဲ့လိုစိတ်တူပါပါရဲ့တည်ခဲသူတံမိုးမတည်ခဲဟိုတကယ်အဖေကိုမရှိရောဘူးဆိုရဲအခါကြမှာအဖေဆိုရဲတံမိုးပို့ပြီးတည်တာရဲ့အဖေရဲ့အရေးကဘယ်လောက်ထိအရေးကြီးလဲဆိုတော့ပို့ပြီးတည်တာရဲ့အဲ့ဒီကလေးက ဟိုအဖေကိုအရင်ချစ်တယ်လို့ဟိုပုံမှန်ဆိုလို့လို့ဖလဲတကင်းနဲ့ချားရူကနေကြရတယ်ကွာဒါပေမဲ့စိတ်ကြိုစိတ်ကောက်တဲ့အချိန်တွေဆိုရင်ချစ်တယ်လို့ပါမပြောပြခဲ့ဘူးဒါပေမဲ့အဖေမရှိရောဘူးဆိုတဲ့အခါကျမှရှားဆိုရင်အမေကိုအမြဲတမ်းနေတိုင်းချစ်တယ်လို့ပြောရပါတော့ဘာလို့ဆိုဟိုကိုဒီနေ့ချစ်တယ်လို့မပြောလိုက်ရဘဲနဲ့အဲ့လိုဆုံရှုံသွားမှအရင်ကြောက်တယ်အဲ့လိုဆိုကိုဗီနာမှာကိုတမိုးထားတဲ့လူရဲ့အသက်ရှိဒီစဉ်အတော်အတွက်မှာချစ်တယ်ဆိုတဲ့စကားကိုနေရင်ပြောပြပါလို့ပြောချင်ပါတယ်